ောင်ကောင်ရဲ့တိုက်ပို့လို့ခေါ်တဲ့ခရိုင်မှာအထက်မြင့်တိုက်ခန်းတွဲအဆောက်အုံ၈ခု မီးဆွဲပြီးတော့လောင်ရာကနေအ ਨੇ ဆုံးလူ55ယောက်သေဆုံးခဲ့ရပါတယ်လူ86ယောက်ကိုတော့အတွင်းလူနာတွေအဖြစ်နဲ့ဆေးရုံတင်ထားပြီးအဲ့ဒီတဲက15ယောက်ဟာစိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်။နောက်ထပ်လူ62ယောက်ကတော့ပြိမိနေပြီးတော့သူတို့ဘာဖြစ်တယ်ဆိုတာအတိမပြုတ်နိုင်ပဲရှိနေပါတယ်။ ပြုပြင်မွမ်းမံနေတဲ့ဒီအစစ်မြင့်တိုက်ခန်းတွဲ၈ခုတည်းကခုနှစ်ခုမီးလောင်ရမှာဒီကနေ့ဂျာတာဘရိနေ့မနက်ပိုင်းမှာတော့တိုက်ခန်းတွဲ၄ခုကမီးကို ထိမ့်လိုက်နိုင်ပြီလို့အာနာပိုင်တွေကပြောပါရတယ်။ မီးကိုထိမ့်နိုင်ပြီဆိုတာနဲ့ပေါ်လာတဲ့မေခွန်းတွေကတော့မီးကဘယ်ကနေစလောင်တာလဲဘာလို့ဒီလောက်အထိမထိမ့်နိုင်မသိမ့်နိုင်ကူးဆက်လောင်ကျွမ်းရတာလဲဘသူမှတာဝန်ရှိလဲဆိုတာတွေပဲဖြစ်ပါတယ်ဒီတိုက်ခန်းတွဲတွေကိုဆောက်လုပ်တဲ့ကုမ္ပဏီကဥဆောင်အရာရှိ၃ယောက်ကိုတော့ဟောင်ကောင်ရဲကထိမ့်သိမ်းထားပါတယ်ဆလုံးရေလုတ်တဲ့အခါမှာမီးကူးရတဲ့ပစ္စည်းတွေကိုထဲ့သုံးတဲ့အတွက်လူသေမှုဖြစ်စေတယ်ဆိုပြီးတော့သူတို့ကိုဖမ်းဆီးထားတာပဲဖြစ်ပါတယ် ဲ့ဒီထဲမှာပြင်ဆင်ဆောက်လုပ်နေတဲ့အဆောက်အုံတွေလည်းပါဝင်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းကညမ်းတွေကိုဝါးတွေနဲ့လုပ်ထားတာကြောင့်လည်းဒီအဲ့ဒီဝါးတွေကနေတဆင်မီးကူးဆက်မှုကမြန်ခဲ့တာလို့ဆိုကြပါတယ်တိုက်ခန်းတွေထဲမှာနေနေတဲ့သူတွေကတော့မီးလောင်ပြီး7မိနစ်အတွင်းမီးကိုးတွေကတိုက်ခန်းတစ်ခုလုံးကိုဘာကြောင့်ဖုံးလွှမ်းသွားတာလဲ ဲ့လိုမျိုးဖြစ်အောင်ဘလို့ပစ္စည်းမျိုးတွေကိုထည့်သွင်းပြီးတော့စောက်လုပ်ထားတာလဲဆိုတာကိုမေးခွန်းထုတ်ထားကြပါတယ်။ဟောင်ကောင်ရဲ့ခြားစားမှုစန့်ကျင်ရေးလွတ်လပ်သောကော်မရှင် Independent Commission Against Corruption ကစုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေတယ်လို့ပြောဆိုထားပါတယ်။